ရှိုးစွာဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့သာဝရဘုရားပိုင်တော်မူသောစေရတံပြုခြင်းဆိုတဲ့ကောင်းတဲ့လေးနဲ့ခေါ်ပေးတော်မှာဖြစ်ပါတယ်။ဟောဒီနေ့ကကျွန်တော်ဟိဝံဘီလိခေးဆင်ပါကျွန်တော်နဲ့တူလိုက်လာတဲ့ဓမ္မဆရာပေါ့မိတ်ဆွေတယောက်နဲ့ဆွေးနွေးဖြစ်တယ်။သူတို့ဒီမကွေးတိုင်းတန်နာနယ်မှာငါအမှုရဆောင်နေဟို15ရောက်လောက်ရှိတယ်ပေါ့။အဲ့ထက်မှသူတို့ တယောက်ကအသက်အရွယ်ကြီးရင်တဲ့အခါမှာတော့နားမယ်ပေါ့နော်အဲ့အတွက်တို့အထက်ဌာနကနေအဖွဲ့ခေါင်းဆောင်ပေါ့တို့ရဲ့ mission director တယောက်ကိုတို့မဲခွဲဆုံးဖြတ်ကြတာပေါ့မဲထည့်ပြီးတော့မှမဲမြတဲ့သူကတောင်းခံလို့ဆိုပြီးတော့လုပ်ကြတယ်တဲ့အဲ့လိုပြောတဲ့အခါမှာဝိညာဉ်တော်ဒိင်းနဲ့ကျွန်တော်ကိုနှိုးဆော်တော့ရှိတယ်အဲ့ဒါကတော့ဗာလဲဆိုတော့အခုနော်စေးဒံချဖို့ဆိုတော့ကျွန်တော်နော် ဟိုနှုတ်ဆော်တယ်ပေါ့ဩအရင်တော့ကျွန်တော်ငယ်ငယ်တော့ဆိုလဲနော်တကယ်မြန်မာနိုင်ငံမှာအလွန်တောင့်တင်းလာတဲ့ဒီနေ့အဖွဲ့အစည်းတစ်ခုဟာမဲခွဲပြီးတော့မဲမဲပေးစနစ်ပေါ့နော်အနောက်တိုင်းကဒီမိုကရေစီစနစ်ကိုအတူခိုးတယ်ထင်ပါရဲ့ကျန်းစာမှာတော့မရှိပါဘူးနော်အဲ့လိုမဲခွဲကြတဲ့မဲနဲ့မြားတယ်လို့နိုင်ဆိုတဲ့သဘောနဲ့လုပ်ကြတဲ့ခါမှာမဲခိုးတဲ့အတွက်နော်နောက်တနေရာမှာပြောင်းပြီးတော့မှသူတို့ရွေးကောက်ပွဲတွေလုပ်ရတယ် ဆိုပြီးတော့မှဟိုရှုပ်ရှက်ခတ်သွားတယ်ပေါ့နော်တယောက်နဲ့တယောက်ကြားမှာစိတ်ဝင်ကွဲစရာတွေဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်ဒီနေ့တိဖို့ကကျွန်တော်ကဘုရားသခင်ကိုပဲနော်ဟိုရွေးကောက်စရာမှာဘုရားသခင်အလိုရှိတော်သူထင်ရှားနေတယ်ဆိုရင်တော့မဲခွဲစရာလည်းမလိုဘူး။နော်မဲနေစရာလည်းစေးရန်စေးရန်ပြုတ်စရာလည်းမလိုဘူး။ဒါရဲ့ခတ်ဖို့ဖြစ်တယ်။ကျမ်းစာပါလေ့လာတဲ့အခါမှာနော်အဲ့တော့တောတန်ကြာခါ16 sub 33မှာ စေတံတို့ကိုအိတ်ထဲ၌လောင်းလျက်ရှိရတွင်ခွဲဝေစီမံခြင်းအမှုကိုထာဝရဘုရားပိုင်တော်မူ၏ဟာအဲ့တော့သူတို့ကတော့အဲ့ဒါအမားကတော့ဒီခေတ်မှာတော့မဲလိမ်ပေါ့လော်ထီသဘောမျိုးပါပဲသူကကန်ဆမ်းမဲပေါ့နော်သဘောမျိုးပဲကန်ဆမ်းမဲဆိုအရက်သုံးစကားပေါ့အဓိကတော့ဘသူကဘုရားသခင်အလိုတော်နဲ့ညီတဲ့သူလဲဆိုတော့ဘုရားသခင်ပြညွန်ဖို့အတွက် ူကနှက်ရတာဆိုပြီးတော့မှအရင်တော့ကတော့သူကစေးတန်ဆိုတာတို့ချောင်းပေါ့မအမှတ်သားလို့တော့ပေါ့ဒါသူကမဲပေါက်တယ်ဆိုနှိုက်လိုက်တဲ့ခါမှာเนาะအဲ့လိုပဲကြတယ်အဲ့ဒါဟာဘုရားခင်ပိုင်တယ်တူလို့ပြောပါတယ်တုတ်တန်ခါ၁၈ဆဘ၁၈မှာလာစေးတန်ပြုတ်ချင်းအဖြစ်အငင်းခုံငိမ့်၍အာကြီးတော်သူတို့အမှုကိုဆုံးဖြတ်တတ်၏ပြောရတွေ့ရတယ်เนาะ အာကြီးတော့အမှုတချို့ကခုနကတော့အမျိုးတောင်းတယ်နော်တချို့ကဟောလဲပတ်စံရှိတယ်တချို့အာနာရှိတယ်ပေါ့အမျိုးမျိုးအဲ့ဒါတွေပြန်ကြတဲ့ခါမှာသူကဘာဖြစ်တတ်လဲဆိုတော့အာငင်းခုန်ခြင်းနေဖြစ်တတ်တယ်အဲ့လိုမဖြစ်အောင်ဘာလုပ်ရလဲဆိုတော့စုတောင်းပြီးမှဖျားသခင်ရွေးချယ်ခိုင်းဖို့ဖြစ်တယ်အဲ့လိုပြောချင်တာပါဆိုကြပါစို့အဖွဲ့ကြီးတစ်ခုမှတာဝန်ခံတယောက်ကိုရွေးတော့မယ်ဆိုရင် ဥမာဥက္ကဋ္ဌအရာတို့ဆိုကြပါစို့တင့်တော်တဲ့သူက9ယောက်ရှိတယ်ဆိုရင်နော်အဲမဲ9ခုထားရမှာဖြစ်တယ်အဲ9ခုမှာမှလွတ်လပ်လဟာက၄ခုပါမယ်တစ်ခုကတော့ဥမာဥက္ကဋ္ဌလို့ပြောဥက္ကဋ္ဌလို့ရေးထားရမှာဖြစ်တယ်နော်အဲ့ဒါမှာ9ယောက်လုံးက200ရမှာဖြစ်တယ်နောက်တစ်ခါမှာမဲမပေါက်တဲ့လူကလွတ်လပ်လဟာလို့ခေါ်တာပေါ့နော် အဲ့တော့မဲပေါက်ရင်တော့အဲ့မဲမှာဘာရေးထားမလဲဥက္ကဋ္ဌလို့ရေးထားတာပေါ့ဥက္ကဋ္ဌလို့ရေးထားတဲ့နိုင်တဲ့သူကဒါဘုရားသခင်ပိုင်တယ်တဲ့ဘုရားသခင်ရွေးပေးတာဖြစ်တယ်သူလိုဆိုလိုချင်တာဖြစ်တယ်နော်အခုကျွန်တော်တို့မဲပေးစနစ်နဲ့မဲများနိုင်ဆိုရင်တော့ခုနအင်အားကြီးတဲ့သူတွေနော်အားကြီးသောသူတို့အမှုဟာအငင်းပွားပေါ်ရဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လှုပ်ဆောင်မှုဟာနှုတ်ကပတ်တော်ညီဖို့လိုတယ်ပြောချင်တယ်ဟာအဲဒီနေ့ ဣဒရရလူမျိုးတွေနာမည်ခွဲလဲတရိုင်းပဲခွဲတာနော်ဘယ်သူမှမျက်နှာလိုက်ခြင်းမရှိဘူးအဲ့လိုပဲနော်ဘယ်သူကဘာရမလဲဆိုတော့မဲနိုင်ပြီးတော့မှကိုရတဲ့ပေါ့တယ်မဲကိုယူရတာဖြစ်တယ်ဒါဘုရားကိုဆုတောင်းပြီးမှလုပ်တာဘုရားသခင်ခွဲတာပေါ့အတိတ်ဘုရားဒီလိုပါပဲပေါ့နော်လုကာခန်းတစ္စာပိုက်၈၉မှာလဲဇာခရိလူလက်ထက်မှာနော်ယေရှုဒီလောက်ကလာခဏိမှာသူတို့အဲ့လိုပဲယေပရောဟိတ် လုတ်ဖို့အတွက်ဘာလုပ်ကြလဲအထက်ဝင်ဖို့အတွက်ဈေးတန်ချတယ်နော်မဲနိုင်ကြတယ်ဘုရားသခင်ဘသူ့ရွေးတယ်လဲသူတို့သူတို့လောက်တာတွေ့ရတယ်နော်ဇာခရီမဲပေါတယ်ယောဟန်ရဲ့အဖေဖြစ်လာတဲ့သူပေါ့နော်သူတို့တွေ့ရတယ်တင့်တမန်တော်ဝတ္ထုအခန်းတစ္စာပိုက်26မှာလဲယောသတ်နဲ့မတိဒီယူရရှာကယုနေရာမှာတမန်တော်က12ပါပေါ့ယေရှုရေးထားတာလေအဲ့ဒါမှတပားယော့သွားတယ်အဲ့တပားနေရာကိုဖြည့်ဖို့အတွက်သူတို့ တင့်တော်တဲ့လူနှစ်ယောက်ရှိတယ်တမန်တော်တွေကကြည့်တဲ့အခါမှာအဲ့ဒီနှစ်ယောက်ကိုသူတို့ကိုယ်တိုင်မယွေးဘူးဆွတ်တောင်းပြီးတော့မှဘုရားသခင်ကိုဆွတ်တောင်းပြီးတော့မှဈေးတန်ချတဲ့အခါမှာမတိကိုဘုရားသခင်ကရွေးတယ်ပြောတာတွေ့ရတယ်ဟာအဲ့တော့ဟိုတချို့ကတော့အဲ့မတိကိုဘုရားသခင်အတိအမှန်မပြုတ်ဘူးလို့ရှောက်ပြောတာပေါ့အမှန်မဟုတ်ပါဘူးနော်တမန်တော်ရဲ့ဆုတောင်းပြီးမှဘုရားသခင်ကိုယ်တိုင်ရွေးပစ်လိုက်တာဖြစ်တယ်ဒါဘုရားသခင်ပိုင်တဲ့ဈေးတာနော်ဒီလိုမျိုးအဲမတိအကြောင်းတော့အများကြီးစမ်းစာထဲမှာမရှိဘူးပေါ့ ထိုနည်းဆိုတမန်တော်မတိလိုတဲ့တမန်တော်၁၇ပါးကျန်တယ်လေသူတို့ကြောင်းလည်းအများကြီးမပါပါဘူးနော်အားလုံးမပါပါဘူးမတိမှမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးတမန်မတိချမ်းမှလည်းကျွန်တော်လို့တော့တွေ့ရတယ်နော်အဲတခြားတော့ဒီမှာဟိုရှောလူပေါ့ပေါ်လူဖြစ်လာတဲ့ရှောလူဆိုလဲသူကစေးရန်ချတာမဟုတ်ဘူးဒါတော့ဘုရားခင်ကိုယ်တိုင်က အာနဏိဆိုတဲ့ပုဂ္ဂိုလ်ခိုင်းပြီးတော့မှခန့်လိုက်တာသူတမန်တော်အရာမှာနော်ခန့်လိုက်တာမျိုးဖြစ်တယ်ခန့်တဲ့မှာတော့ခါမှာတောင်မှဟိုတမန်တော်ကိုရံကဘာပြောလဲဆိုတော့ရောမခန်းစတိစာပိုက်734မှာရှင်ပေါလုကဘာပြောသူဟာတဲ့တပါးမျိုးသားနဲ့ဆိုင်တဲ့တမန်တော်တခြားတမန်တော်တွေကတော့ဣသရေလလူမျိုးတွေနဲ့ဆိုင်တဲ့တမန်တော်တွေအဲဒါလို့ရှင်းပြတယ် နော်ရှင်ပေါ်လုကတော့တပားမျိုးသားများနဲ့ဆိုင်တဲ့တပန်းတော့မတူဘယ်လိုမျိုးနောက်တစ်ခုကသူကယောမခန်16စာပိုက်ခွန်မှာငါနဲ့တူအချင်းခံရတော့သူငါမျိုးသားချင်းနော်အန်ဒရနိနဲ့ယူနိကိုနှုတ်ဆက်ကြတော့ထိုသူတို့ဒီတမန်တော်များတွင်အသေးထင်ရှားတော်သူဖြစ်ကြ၏ ငါအရင်တပည့်တော်ဖြစ်သူရောက်တော်သူလည်းဖြစ်ကြရင်ဟောသူတို့ကြတော့လေသူတို့လည်းတမန်တော်ပဲဒါပေမဲ့သူတို့ကဘာတမန်တော်ဖြစ်မလဲဆိုတော့သူတို့အသင်းတော်နဲ့မြို့တွေနဲ့ဆိုင်တဲ့နော်ဒေတန္တရနဲ့ဆိုင်တဲ့အသင်းတော်နဲ့ဆိုင်တဲ့တမန်တော်တွေဆက်သဖြင့်သူကတမန်တော်ဆိုတာအခေါ်ဘောအမျိုးမျိုးရှိတယ်တချို့ကဒီခေတ်မှာတမန်တော်မရှိဘူးအဲ့တမန်တော်ဆနှစ်ပါးလွဲတော့တခြားတမန်တော်မဟုတ်ဘူးဆိုတာအဲ့လိုပြောတယ်ပေါ့ ဟိုတို့တို့ပိုင်းနဲ့သူမှန်ပါတယ်ဒါပေမဲ့တမန်တော်စုဂျေဇုဆိုတာအတင်းတော်မှာရှိတယ်အဲ့အတင်းတော်မှာရှိတဲ့တမန်တော်စုဂျေဇုကရှင်ပေါလုလုနဲ့မတူဘူးပေသူလုနဲ့မတူတဲ့သူကဒေတန္တရအတင်းတော်ရဲ့တမန်တော်ဖြစ်တယ်တမန်တော်စုဂျေဇုအတင်းတော်မှာပေးတယ်လို့ပြောတာအတင်းတော်ဒေါကမှာရှိနေသူအဲ့စုဂျေဇုအလုံးကရှိနေသေးတာဖြစ်တယ်အတင်းတော်ပြန်ရုပ်သွားရင်သွားရင်တော့အဲ့တမန်တော်စုဂျေဇုမရှိတော့ဘူးပေါ့ဒီလိုမျိုးဒါကျွန်တော်ပြောတာပါနော်ဒါကြောင့်အတိဖို့က ဟိုကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာမဟုတ်ပါဘူးဒီဖရာမပြောင်းလဲပါဘူးเนาะဓမ္မတိကျမ်းမှာလည်းဒီဈေးတန်ချတာကိုလို့လည်းရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့်အဖွဲ့စည်းမှာကျွန်တော်တို့เนาะကောင်းဆောင်ရွေးတယ်ဟာလာအခေါ်ပေါ်ဥက္ကဋ္ဌပဲပြောပြောဟာလာဒါယကပဲပြောပြောနော်တာဝန်ခံပဲပြောပြောကျွန်တော်တို့ဒါရိုက်တာပဲပြောပြောပါနော်အဲ့လိုရွေးချယ်တဲ့ခါမှာဒီနေ့ဟာလာရှင်းလင်းနေတယ် ဆိုကြပါစို့ဒီတမန်တော်12ပါးလို့ယေရှုရွေးကောက်လိုက်တယ်ဆိုအထွေထွေဘယ်သူမှငင်းစရာမလိုဘူးသူနဲ့တော့ဝိညာဉ်စုကြီးစုနဲ့ဘုရားခန့်လိုက်ပြီဆိုရင်လည်းဟိုရှင်ပေါ်လို့ဘယ်သူမှငင်းလို့မရဘူးသူနဲ့မှတိမှမပြုတ်လဲရှင်ပေါ်လို့ငါတဲ့မင်းတို့အခြားသောသူမှတမန်တော်မဟုတ်လဲမင်းတို့ကငါတမင်းတို့မှငါတမန်တော်ပဲတဲ့ကောရင်သူအတင်းတော်ဘုနော်ဘာလို့လဲဆိုတော့မင်းတို့ကမင်းတို့ရှိနေခြင်းကငါတမန်တော်ဖြစ်ကြောင်းတက်တည်ဖြစ်တယ်ပေါ်လို့ပြောတယ် အဲ့ဘသူကညင်းညင်းတမန်တော်တမန်တော်ဒါပေမဲ့သူ့အပိုင်းနဲ့သူပေါ့နော်တကဘာလုံးနဲ့တော့ဟုတ်ချင်မှဟုတ်ပါပေါ့တဘာမျိုးသားပေါ့ဣတိလမပါဘောသူကြတော့ဒီလိုမျိုးရှိတယ်ပေါ့နော်ပြီးရင်လူမျိုးလည်းရှိမယ်နော်မျိုးလည်းရှိမယ်အသင်းတော်လည်းရှိမယ်ဒေသလည်းရှိမှာပေါ့တမန်တော်အမျိုးမျိုးအဲ့လိုဝိညာဉ်စုကျူးစုအရာဝိညာဉ်တော်ကိုယ်ရန်ကဘိတ်သိပ်ပေးလိုက်တဲ့အရာတွေကတော့အငင်းပွားစရာမရှိဘူးပေါ့သူကတော့အဖွဲ့စည်းရဲ့ခေါင်းဆောင်လူကိစ္စတွေဟောဆိုရင် เนาะကျွန်တော်တို့ကဟိုဘာလို့အောင်လဲဆိုတော့ဈေးရန်ချဖို့လိုပါတယ်ဈေးရန်ချရဲဆိုတော့ကိုမလို့ဖျားရွေးတယ်ပေါ့ကိုတော့ရွေးပါဒီဥက္ခရာရုကိုတော့ဘသူ့လို့ချင်တာဘသူ့ခတ်မှလဲစွတ်တောင်းပြီးတော့မှတင်တော်တဲ့လူအလုံးစေးရန်ချပြီးတော့မဲနိုင်ဖို့ဖြစ်တယ်ပေါက်တဲ့သူကဟောဒါဖျားခင်ရွေးချယ်တဲ့လူကအလုံးလက်ခံမှာဖြစ်ပါတယ်အဲ့ဆိုရင်တော့သူကပါလေငင်းပွားစရာမရှိတော့ဘူး ဘလောက်ပဲအားကြီးကြီးသူဘာမှပြောလို့မရပါဆွတ်တောင်းလို့မှလုပ်တာလေဘုရားသခင်ရွေးချယ်တာဖြစ်တယ်နော်ဘလောက်ပဲလူချက်များများနော်အငင်းစရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့အလုံးဆွတ်တောင်းပြီးလုပ်တာဖြစ်တဲ့အတွက်ဘယ်လိုရှိပါလဲဒါကြောင့်ဒီနေ့အားပေးချင်တာကတော့နော်ဒီနေ့ခက်ပေါ်ခက်စားနေတဲ့ဒီမိုကရေစီဆိုတာအဒါတော့ဟိုလော်ကီရရဖြစ်တယ်ဒါတွေကိုကျွန်တော်ကအတုခိုးဖို့မဟုတ်ပါဘူးစံစာမှာအလုံးဟာသူ့ရဲ့ဘယ်လိုခေါ်မလဲ ဟိုအထုံးပွဲတဲ့ရှိပသားဖြစ်ပါတယ်။ဘာပဲလို့လို့နော်အဲ့ဒီအထုံးပွဲတိုင်းလှုပ်ခြင်းဟာဘုရားသခင်အလိုတော်ကိုဆောင်ခြင်းဖြစ်တယ်။အလိုတော်နဲ့ညီဖြစ်တယ်။အဲ့ဒါဆိုရင်အဲ့ဒီဖွဲ့စည်းဟာအောင်မြင်မှာဖြစ်တယ်ညင်ပေါ်ကြမရှိပဲနဲ့အလုံးအလိုတော်ဝန်ခံဖို့ပဲရှိတယ်။ဒီလိုနဲ့နဲ့ဒီနေ့နော်လုပ်ဖို့အတွက်တိုက်တွန်းပါတယ်။အလုံးဘုရားရှင်ကောင်းချီးပေးပါစေ။အာမင်။